ျွန်တော်ရဲ့လျှက်စစ်မိတ်ဆွေများအားလုံးနဲ့လာပါဒီအစီအစဉ်လေးကတော့ကျွန်တော် new channel မှာ podcast အတစ်လေးပေါ့နော်အရင်ကတစ်ခါမှမလုပ်ဘူးပါဘူးဒါကျွန်တော်စတင်စမ်းတက်ပြီးတော့ထုတ်လွှင့်ကြည့်တာပါနော်အဲ့တော့ကျွန်တော်ဒီမှာဗားများကျွန်တော်ဆွေးနွေးလို့လဲဆိုလို့ရှိရင်ကျွန်တော်ရေးသားထုတ်ဝေခဲ့ပြီးတယ်ယူဘဗီဒဆိုင်ရာမှတ်စုတို့စောင်းပါများကိုကျွန်တော် podcast ပေါ့နော် radio အစီအစဉ်လေးနဲ့စတင်ပြီးတော့စမ်းတက်ထုတ်လွှင့်ပါတယ်နောက်ပိုင်းပုံပုံကောင်းမွန်အောင်ကြိုးစားပြီးပါမယ်လို့ကျွန်တော်ကတိပြုပါတယ်အဲနားဆင်ပြီးတဲ့ next ကျက်စီမိတ်ဆွေများကျေးဇူးထူးတင်ရှိပါတယ်ကျွန်တော်ဆရာရဲ့လက်စစ်ကြောင်းသားဖြစ်ပါတယ်ခင်ဗျာ MBR စတင်ဖြစ်ပေါ်လာခြင်း1920တွင်ဒိမတ်ပြည်မှတက္ကသိုလ်ပါမောက္ခကြီး Han Ostad တည်တဲ့အီတလီနိုင်ငံသားတက္ကသိုလ်ပါမောက္ခကြီးဖြစ်သည့် Alessandro Bozza ဤဓာတုဗေဒ Battery Dog O အကြောင်းကိုရှင်းပြနေနဲ့မမျှော်လင့်တဲ့ထူးခြားသောအဖြစ်တစ်ခုအံ့ဩစွာတွေ့ရှိခဲ့ကြရပါတယ်တဲ့အဲ့ဒါတော့တန်လိုက်အိမ်မြောင်ငယ်လေးတစ်ခုအားတဲ့မထင်မှတ်ပဲကျက်စစ်စီးနေတဲ့ဝါကျူးအောက်ကိုရောက်ရှိနေကြပါတယ် ထူးခြားမှုမှာတန်လိုက်အိမ်မြောင်ငယ်တွေကဗမြောင်နဲ့တောင်ဝင်ရိုးစိုးများပဲ့လို့လှည့်နေရမယ်စား။ဝါကျိုးငယ်နဲ့မြင်းပြိုင်တန်းနေတွေတွေ့ခဲ့ရပါတယ်။အဲတန်လိုက်မြောင်ပေါ်ရှိဝါကျိုးသည်ဗော်တာ၏ရက်စစ်ဘက်ထရီနဲ့ဆက်တွဲထားသည့်အတွက်ဓာတ်အားစီးစင်းလေရှိနေပါတယ်။ဓာတ်အားစီးစင်းနေသည့်ဝါကျိုးတစ်လျှောက်တွင်တန်လိုက်ဆက်ကွင်းဖြစ်ပေါ်နေ၍ယင်းတန်လိုက်ဆက်ကွင်းလွှမ်းမိုးမှုကြောင့်တန်လိုက်အိမ်မြောင်တွေလည်းဝါကျိုးငယ်နဲ့မြင်းပြိုင်ဖြစ်နေခြင်းပါ။ ို့သောဟန်အော့စတက်ဒီမိမိတွေးရှိမှုပေါ်မြည်တို့အလေးပဲဆောင်နေမြည်သည့်အတွက်ကြောင့်ဖြစ်တယ်ကိုတွေးခေါ်နိုင်ခြင်းမရှိခဲ့တော့လဲတိတ်ပန်လောကတစ်ခုလုံးအတိအပေးအကြောင်းကြားခဲ့ပါတယ်နောက်ထပ်7နှစ်ကြာပြီးနောက်ပြင်သစ်ယူဝဗီရာပညာရှင်1982မှာ1989မှာမိဖွားပြီး1838အန်ဒရူးအမ်ဘီယာဒီတဲ့ဟန်အော့စတက်ဒီတွေးရှိချက်ကိုသူတင်ကလုပ်ပြီးချိုးပန်းခဲ့ပြီးဝါကျိုးတကင်ကိုခွေပြီးဝါကျိုးဝေ11အတချောင်းကိုတွင်းထားလိုက်ပါတယ်ဝါကျိုးကိုပြည့်စစ်တက်လှုပ်ပေးသည့်အခါမှာတော့ မကြုံမှုသောအင်အားကောင်းသည့်တန်လိုက်ကိုရရှိခဲ့ကြောင်းတွေ့ခဲ့ရပါသည်။ Andrew Ambia သည်လက်စစ်တန်လိုက်ကိုပထမဆုံးဖန်တီးနိုင်ခဲ့ခြင်းဖြစ်ပါသည်။ဒါကြောင့်မို့လက်စစ်ဝါယိုးပြင်းမှာစီးဆင်းနေတဲ့ဓာတုဗေဒလက်စစ်ဇူပဗေဒထရပ်ပေါင်းကို Ambia လို့စတင်ဂုံပြုခေါ်ခြင်းဖြစ်ပါသည်။ဝါကျိုးဤပေါင်းခြင်းရှိသောတန်လိုက်စက်ကွင်းနယ်ပယ်သည့်ဝါကျိုးကိုဝိုင်းထားသည့်စက်ကွင်းဖြစ်သည့်အကြောင်းပထမဆုံးစတင်တွေ့ရှိသူဖြစ်ပါသည်။ ူ့ကိုကွန်ပျူတာအဖြစ်အလျက်စီးကြောင်း electron ဖြတ်တန်းမှုကို MBR ဟုခေါ်ဆိုသတ်မှတ်ထားကြပါတယ်။1 MBR အမှတ်တစ်ခုအတွင်းမှာ electron လုံးရင်စီးဆင်းမှုပေါ့6.24 into 10 to the power 18ရှိပါတယ်။